မြမပြီအနောက်ပိုင်းတောရန်ကြီးဝန်းရံထားသောကျေးရွာလေးတစ်ခုမှာအိမ်ဟောင်းကြီးတစ်လုံးရှိပါတယ်ကျေးရွာသားတွေကဒီအိမ်ကိုတရေအိမ်ဟောင်းလို့ခေါ်ကြပါတယ်ဘသူမှအနာကမဝွင့်ရဲကြဘူးညဘက်ရောက်ရင်လည်းအိမ်ထဲကနေအတန်တွေကြားရပါတယ်မိခိုးတွေထွက်တယ် တခါတလေအနီးရောင်ဝတ်စုံနဲ့အမျိုးသမီးတယောက်ပြင်းပေါက်မှာရက်နေတာကိုတော့တွေ့ကြရပါတယ်လို့ပြောကြပါတယ်။တနေ့မှာခြေရွာကိုလူတစ်တယောက်ရောက်လာတယ်။နမဲကမောင်ထွင်းရင် သူကရဲရင်ပြီးအယူသီးတာမျိုးမရှိဘူး။ခြေရွာသားတွေကတရေအိမ်ချောင်းပြပြတော့သူကစိတ်ဝင်စားသွားတယ်။ငါသွားကြည့်မယ်။ဘာတရေတကယ်ရှိလို့လဲလို့ပြောပြီးညနေခင်းမှာ အိမ်ဟောင်းစီကိုချင်းကပ်သွားတယ်။အိမ်ဟောင်းကတကယ်ကိုပဲကြောက်စရာကောင်းနေတဲ့တကားဟောင်းကြီးကကြီးနက်တွေနဲ့ဖုံးနေပြီးအိမ်ရဲ့အနီးကလေတွေကအေးဆက်ကအတန်တွေတဖြည်းဖြည်းကြီးတက်လို့ထွက်နေတယ်။မောင်ထိုးရင်ကမကြောက်ပဲတကားကိုတုံးဖွင့်လိုက်တဲ့အတွင်းကဖုံတွေပင့်ကူအိမ်တွေနဲ့မှောင်နေတယ်သူကဓာတ်နဲ့မီးအိမ်ကိုကင်ပြီးအိမ်ထဲဝင်သွားတယ် ခြေလမ်းတိုင်းမှာ ကျွတ်တွေပြေးတံတစ်သားတွေကျူးတံတွေကြားရတယ်။ရုတ်တရက်အိမ်ရဲ့အလေခန်းမှာမိခိုးတွေ စုပြုံလာပြီးအယုတ်ဆူဆူမျိုးသမီးတယောက်ပေါ်လာတယ်။သူမရဲ့မျက်လုံးတွေကတွေးနေအောင်ဖြစ်နေပြီးလက်သေးတွေကရှီလျားကညူမဲနေတယ်။မြင်ပါလို့ငါအိမ်ကိုဝင်လာတာလဲသူမရဲ့အတန်ကတုန်ခါသွားတယ်။မောင်ထွင်းရင်ကမတုံမလုတ်မင်းကတရေတကောင်လား ဒီအိမ်မှာဘာဖြစ်နေတာလဲလူမေးလိုက်တယ်တရေမကရေတန်ဆူဆူနဲ့ငါကလေးတွေကတက်ခဲတဲ့သူတွေကငါလူဆန္ဒရှိတယ်နေလဲသူတို့လိုပဲတေးရမယ်လို့ဩပြီးမောင်ထိုးရင်ကိုတိုက်ခိုက်လာတယ် မောင်ထိုးရင်ကဓာနဲ့ကောက်ွယ်ဖို့ကြိုးစားပေမဲ့တရေမရဲ့လက်တွေကသူ့ရဲ့လက်ပင်ကိုညှစ်လာတယ်ရုတ်တရက်သူမရဲ့မျက်နှာက ပြောင်းလဲသွားပြီးမူနေတဲ့အမျိုးသမီးတစ်ယောက်လိုဖြစ်သွားတယ်နတ်ကလေးတွေသူတို့ကို ပြန်ပေးပါ မောင်ထိုးရင်က အသက်ရှူချက်ပြီးမင်းပါဖြစ်ခဲ့တာလေ ငါကူညီမယ်လို့ပြောလိုက်တယ်တရဲမကငိုယူပြီးသူမရဲ့ဖြစ်ရပ်ကိုပြောပြတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူမဟာဒီအိမ်မှာကလေးနှစ်ယောက်နဲ့နေထိုင်နေမိခင်ဖြစ်ခဲ့တယ်တညမှာတပြတ်တစုကအိမ်ကိုဝင်ပြီးသူမရဲ့ကလေးတွေကိုတက်ပြစ်ကသူမကိုလည်းဓာတ်နဲ့ထိုးတက်ခဲ့တယ်သူမရဲ့ဝိညာဉ်ကဒီအိမ်မှာကျန်ရစ်ခဲ့ပြီးသူ့ကလေးတွေရဲ့အလိုဆန္ဒကိုဖြည့်ဆည်းပေးဖို့စောင့်နေတာဖြစ်တယ် မောင်ထွန်းရင်ကသူမကိုဂတိပေးတယ်မင်းနဲ့မင်းကလေးတွေရဲ့ဝိညာဉ်ကိုငြင်းချမ်းစွာနာခွင့်ပေးမယ်ဒီအိမ်ကိုမိရှုပြစ်မယ်မင်းတို့အတွက်ဆူတောင်းပေးမယ်တရေမတ်ရဲ့မျက်လုံးတွေကငြင်းချမ်းမှုနဲ့တဖြည်းဖြည်းပြည်လာပြီးသူမနဲ့ကလေးတွေရဲ့အရေးတွေကတဖြည်းဖြည်းပျောက်ွယ်သွားတယ်မောင်ထွန်းရင်ကအိမ်ကိုမိရှုပြစ်ပြီးခြေရွာကိုပြန်သွားတယ် အဲ့ဒီညကစပြီးအိမ်ဟောင်းကနေဘယ်တရေအတမ်းမှမကြားရတော့ဘူးဒါပေမဲ့တခါတလေညအချိန်မှာအိမ်ဟောင်းနေရာကိုဖြတ်သွားတဲ့သူတွေကကလေးတွေရဲ့တန်နဲ့မိခင်တယောက်ရဲ့နှစ်သိမ့်တန်ကို ကြားရတယ်လို့ဆိုကြတယ်ပြီးဆုံးသွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်